say ပြောသည် tell ပြောသည် speak ပြောသည် talk ပြောသည်ဟွန်းအကုန်လုံးကအဓိပ္ပာယ်ကပြောသည်ကြီးပဲဆိုတော့ဘာကွာတာလဲဒါတွေရဲ့အသုံးအနှုန်းကိုကွက်ကွက်ပြပြမသိဘူးဖြစ်နေလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ပထမအောင်ဆုံးအနေနဲ့ say ရဲ့အသုံးပြုပုံလေးကိုရှင်းပြပေးသွားပါမယ် ဆေးကိုတစုံတယောက်ရဲ့စကားကိုပေါ့နော်ထုတ်ဖော်ပြောတဲ့အခါမှာဆေးကိုအသုံးပြုတယ်အအပြောခံရတဲ့သူနားထောင်သူတွေမလိုအပ်ဘူးဒီစကားကိုဒီတိုင်းလေးပဲထုတ်ဖော်ပြောလိုက်တဲ့အချိန်မှာဆေးကိုအသုံးပြုတယ်နောက်တစ်ချက်ကကျတော့ဆေးကိုဒီစကားစုတွေနဲ့အသုံးများတယ်ပေါ့နော် say hello say goodbye okay hello လို့ပြောလိုက်ပါ goodbye လို့ပြောလိုက်ပါ say something တခုခုပြောပါအောင် say a word စကားတစ်လုံးတော့ပြောပါအောင် say what you mean မင်းဘာလို့ဆိုလိုချင်လဲဆိုတာပြောပါအောင် say sorry တောင်းပန်တယ်လို့ပြောပါအောင်ဒီလိုမျိုးနေရာတွေမှာ say ကိုသုံးတယ်စကားကို right level ရိုးရိုးရှင်းရှင်းလေးထုတ်ဖို့ပြောလိုက်တဲ့နေရာပေါ့နော်နားလည်အောင်ဥပမာနဲ့ကြည့်ရအောင် she said she was happy သူမကပျော်ရွှင်ခဲ့တယ်လို့ပြောခဲ့ပါတယ်သူပြောမလိုက်တဲ့စကားလုံးကိုပဲအဓိကထားတာ။ "तू ကဘသူ့ကိုပြောလိုက်တယ်ဆိုတဲ့ဟာမပါဘူး။နားထောင်နေသူမလို့အပ်ဘူး။ तू မက အာသူပျော်ရွှင်ခဲ့တယ်လို့သူမပြောခဲ့တာဒါပဲဘသူ့ကိုပြောလိုက်တယ်ဆိုရင်ဟာမပါဘူးပေါ့နော်သူသူပျော်ရွှင်ခဲ့တယ်ဆိုတဲ့ဟာကိုပဲသူဒီတိုင်းလေးထုတ်ဖို့ပြောလိုက်တာโอเคနောက်ထပ်ဥပမာတစ်ခုကကြတော့ he says he is tired အာသူပင်ပန်းတယ်လို့ပြောတယ်ပြောလိုက်တဲ့စကားလုံးကိုပဲအဓိကထားတာနားထောင်နေသူမလို့အဖူသူကသူပင်ပန်းတဲ့အကြောင်းပဲပြောတာဘသူ့ကိုပြောလိုက်လဲဆိုတာမပါဘူး he says he is tired သူပင်ပန်းတယ်လို့ပြောတယ် okay နောက်ထပ်ဥပမာတစ်ခုကကြတော့ you should say sorry okay မင်းတောင်းပန်ပါတယ်လို့ပြောတင်တယ် you should say ဆိုလို့ရှင်မင်းပြောတင်တယ်ဘာပြောတင်တာလဲတောင်းပန်ပါတယ်လို့ပြောတင်တာဒါကတော့အသုံးပြရတဲ့စကားစုတွေပေါ့နော်ဒီမှာဆိုရင်လဲမင်းတောင်းပန်ပါတယ်လို့ပြောတင်တယ်နော်ဒီလိုပဲပြောတာပေါ့နော်ဘသူ့ကိုပြောတယ်ဆိုတာဟာမပါဘူးဒီလိုမျိုးနေရာတွေမှာ say ကိုအသုံးပြုတယ် နောက်ထပ်မှတ်ထားရမယ့်တစ်ခုကတော့ဆေးကိုနားထောင်သူတယောက်ယောက်ကိုထည့်ပြောခြင်းတဲ့အခါမှာဆိုလို့ရှိရင်ဆေးနောက်မှာတူလေးကိုထည့်ပေါင်းပေးရမယ်။ပုံမှန်အားဖြင့်ဆေးကိုတုံးလို့ရှိရင်နားထောင်တဲ့သူမလိုအပ်ဘူး။နားထောင်တဲ့သူထည့်ပြီးပြောမယ်ဆိုရင်တော့ထူကိုပေါင်းပေးရမယ်။ဥပမာကြည့်ရအောင်။ She said to me that she was happy. သူမပျော်ရွှင်ခဲ့တယ်လို့ငါ့ကိုပြောခဲ့တယ်။နားထောင်သူပါတဲ့အတွက်ထူကိုထည့်ပေါင်းတယ်။ သူနားထောင်သူကဘာတူလဲခင်ငါ့ကို she said to me သူမငါ့ကိုပြောတာဒါဆိုလို့ရှိရင်နားထောင်နေတဲ့သူဘာတူပြောခံရတဲ့သူပါတယ်ငါ့ကိုပြောတာ okay she said to me that she was happy okay သူမပျော်ရွှင်ခဲ့တယ်လို့ငါ့ကိုပြောခဲ့တယ် okay နောက်ထပ်ဥပမာတစ်ခုကတော့ he says to her that he is tired သူကပင်ပန်းတယ်လို့သူမကိုပြောခဲ့တယ်သူကဘာတူကိုပြောရလဲ သူမကိုပြောတာ he says to her သူမကိုပြောတာ okay that he is tired သူပင်ပန်းတယ် okay သူပင်ပန်းတယ်လို့သူမကိုပြောတယ်အာ example အောက်မှာမြန်မာစာကြောင်းမှာပြောခဲ့တယ်ဖြစ်နေเนาะပြောခဲ့တယ်မဟုတ်ဘူးပြောတယ်ပဲဘာဖြစ်လို့လဲဆိုတော့ he says says က verb 1ကို he says to her that he is tired သူပင်ပန်းတယ်လို့သူမကိုပြောတယ်နားထောင်သူပါရဲ့ထူလေးထက်ပေါင်းတယ် နောက်ထပ်ဥပမာတစ်ခုကတော့ says hi to john for me ငါ john ကိုနှုတ်ဆက်လိုက်တယ်လို့ပြောပေးပါအောင်နားထောင်သူပါတဲ့အတွက် to ကိုထည့်ပါအောင်နဲ့နားထောင်နေသူကဘာလို့လဲ john john ကိုပြောတာ says to john ဆိုတဲ့အထိပဲပဲဘာပြောရမှာလဲ say hi to john john ကို hi လို့ငါပြောလိုက်တယ်လို့ပြောပေးရုံတော့ဒီလိုမျိုးပေါ့ okay say hi to john for me ငါ john ကိုနှုတ်ဆက်လိုက်တယ်လို့ပြောပေးပါအောင်ဒါမျိုးပေါ့နော် says ကဒါကတော့ say ရဲ့အကြောင်းပေါ့နော်အနှစ်ချုပ်လေးကိုအနောက်မှာထည့်ထားပေးမယ် နောက်တစ်ခုကကြတော့ tell tell ရဲ့အသုံးပြုပုံကိုပြောပြမယ် tell ကကြတော့တစုံတစ်ယောက်ကိုသတင်းအချက်လက်တွေညွှန်ကြားချက်တွေမျှဝေရနေရမှာ tell ကိုအသုံးပြုတယ်ဒါရိုက်အပြောခံရတဲ့သူနားထောင်တဲ့သူအမြဲတမ်းလိုအပ်တယ် tell ကိုဒီစကားစုတွေနဲ့အသုံးပြရတယ်ပေါ့နော် tell the truth အမှန်တရားကိုပြောပါဒါဆိုလို့ရှိရင်သတင်းအချက်လက်ဖြစ်တယ်ပေါ့နော်အမှန်တရားဆိုတဲ့အတင်းတင်းအချက်လက်ပြင် tell the truth ဆိုလို့ရှိရင်ဟဲ့ဒီအမှန်တိုင်းပြောနော်ညွှန်ကြားချက်ပါတယ် โอเค tell a lie tell a lie ဆိုလို့ရှိရင်အလိညာစကားပြောလိုက်ညွှန်ကြားချက်ပါတယ် tell a joke ဟာတပြောပါ tell a story ဒီပုံမျိုးပြောပြပါဦး tell the difference กว่าช้าချက်ကိုပြောပါအောင်กว่าช้าချက်ဆိုလို့ရှိရင်သတင်းချက်လည်းပါတယ်ဘာနဲ့ပါဘလို့กว่าช้าရလဲโอเคပြီးရင် tell the time အချိန်ကိုပြောအောင်တော့ဒါမျိုးဆိုလို့ရှိရင် tell ကကြတော့သတင်းအချက်အလက်တွေညွှန်ကြားချက်တွေကိုမျှဝေတဲ့နေရာမှာ tell ကိုအသုံးပြုတယ်နားလည်အောင်ဥပမာနဲ့ကြည့်ရအောင် he tells me what to do every day သူကနေ့တိုင်းဘာလုပ်ရမလဲဆိုတာကျွန်တော်ကိုပြောပြတယ်သတင်းချလက်တွေကိုမျှဝေတယ်နားထောင်သူလိုအပ်တယ် he tells me okay he tells me သူကငါ့ကိုပြောတာငါအပြောခံရတဲ့သူကဘယ်သူလဲကိုပေါ့နော် he tells me ကျွန်တော်သူကျွန်တော်ကိုပြောတယ်ဘာပြောရလဲ what to do every day နေ့တိုင်းဘာလုပ်ရမလဲဆိုတာကိုပြောတယ်နေ့တိုင်းဘာလုပ်ရမလဲဆိုတဲ့သတင်းချလက်ကိုပြောတာ okay he tells me what to do every day နေ့တိုင်းဘာလုပ်ရမလဲဆိုတာကျွန်တော်ကိုပြောတယ်နောက်ထပ်ဥပမာတစ်ခုကကြာတော့ the doctor told me to rest for a week ဆရာဝန်ကကျွန်တော်ကိုတပတ်လောက်နားရမယ်လို့ပြောတယ်ဒါလည်းသတင်းချက်လက်ကိုမျှဝေတာပဲဘာသတင်းချက်လက်လဲ to rest for a week တပတ်နားရမယ်ဆိုတဲ့ဟာတပတ်နားရမယ်ဆိုတဲ့ဟာကိုဘသူကအပြောခံရတာလဲနားထောင်နေသူက me ကိုเนาะကျွန်တော်ကို တထောက်ထောက်ထုံးပြီဆိုရင်ဆရာဝန်ကကျွန်တော်ကိုပြောတယ်ဒါဆိုရင်လည်းနားထောင်နေသူလိုအပ်တယ်ပြီးတော့နောက်ထပ်ဥပမာတစ်ခုကကြတော့ can you tell me a joke ဒါတော့အသုံးပြရတဲ့စကားလုံးပေါ့နော်ငါ့ကိုရည်စရာဟာတပြောပေးနိုင်မလား can you tell me ဘသူ့ကိုပြောရလဲငါ့ကိုပြောတာဘာပြောရလဲ a joke ရည်စရာဟာတ can you tell me a joke ငါ့ကိုရည်စရာဟာတပြောပေးနိုင်မလား โอเคဒါဆိုလို့ရှင် tell ရဲ့အသုံးပြုပုံလေးကတော့ဒီလိုပေါ့เนาะ say ရဲ့အသုံးပြုပုံနဲ့ tell ရဲ့အသုံးပြုပုံကိုနှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှင် say ရဲ့အသုံးပြုပုံကကြတော့နားထောင်တဲ့သူ object ပေါ့เนาะမလိုဘူး tell ကကြတော့နားထောင်တဲ့သူ object အမြဲတမ်းလိုအပ်တယ် say ကကြတော့လူတစ်ယောက်ရဲ့စကားကိုထုတ်ဖော်ပြောတဲ့အခါမှာသုံးတယ် tell ကကြတော့သတင်းအချက်အလက်တွေကိုမျှဝေတဲ့အခါမှာသုံးတယ် say ကကြတော့ ူကနားထောင်သူကိုထက်ပြောခြင်းမယ်ဆိုလို့ရှိရင်နောက်မှာ say to ကိုအမြဲတမ်းလိုက်ပေးရတယ် say နောက်မှာ to လေးကပ်ပေးရတယ်ပေါ့နော်အသုံးများတဲ့စကားစုတွေကတော့ say hello say goodbye say something say a word say what you mean say sorry ဒါတွေကတော့ say ရဲ့အသုံးများတဲ့စကားလုံးတွေ tell ကကြတော့ tell the truth tell a lie tell a joke tell a story tell the difference tell the time okay ဒါတွေက tell နဲ့ပတ်သက်ပြီးတော့အသုံးများတဲ့စကားလုံးတွေနားလည်မယ်နော် အဲဆိုလို့ရှိရင်စက်ကြည့်မှာတော့ speak speak ရဲ့အသုံးပြုပေါ့ speak ကကြတော့ပုံမှန်ထက်ပုံမိုလေးနက်တဲ့စကားတွေကိုပြောဆိုတဲ့နေရာမှာ speak ကိုသုံးတယ်နားထောင်တဲ့သူတူအာ someone ပေါ့နော်ဘသူ့ကိုပြောနေတယ်ဆိုတဲ့ဟာကိုထည့်သုံးကျင်တယ်ဆိုလို့ရှိရင် speak ရဲ့နောက်မှာ to ဒါမှမဟုတ် with တခုခုလိုက်ပေးရတယ်ဒါမှမဟုတ်ရင်တဆုံးတစ်ခုပေါ့နော်တဆုံးတစ်ခုကိုပြောနေတဲ့အကြောင်းကိုရေးချင်တာဆိုလို့ရှိရင် about နဲ့တွဲပေးရတယ် ်လူတူတယောက်ကိုပြောနေရဆိုတဲ့ဟာဆိုလို့ရှင် to နဲ့ with to ဒါမှမဟုတ် with လိုက်မယ်အကြောင်းအရာတစ်ခုခုတစုံတစ်ခုခုကိုပြောရဆိုရင် about နဲ့တွဲရေးပေးရမယ် subject ရဲ့ speak လေးရဲ့အာတစုံတယောက်နဲ့ဆိုရင် to နဲ့ with တစုံတစ်ခုနဲ့ဆိုရင် about okay နားလည်အောင်ဥပမာနဲ့ကြည့်အောင် may i speak with the manager ကျွန်တော် manager နဲ့စကားပြောလို့ရမလား manager နဲ့စကားပြောတာ သဆုံတယောက်နဲ့သဆုံတယောက်နဲ့ဖြစ်တဲ့အတွက်အရှေ့ကမန်နေဂျာရှေ့မှာ with လေးလိုက်ထားတယ် speaker ရဲ့နောက်မှာ with ကတ်တယ်ပေါ့နော်မန်နေဂျာနဲ့စကားပြောတယ်ဆိုတော့ဟိုကပုံမူပုံပုံမှန်ထက်လေးနဲ့တဲ့စကားဝိုင်းနေပေါ့နော်အလုပ်အကြောင်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှင်ကိုက customer manager ကိုတိုင်တဲ့ကိစ္စဖြစ်ချင်းဖြစ်မယ်เนาะဒီလိုမျိုးတွေနေရာမှာ speak ကိုသုံးတယ်နောက်ထပ်ဥပမာတစ်ခုကကြတော့ he spoke to me about the job သူကျွန်တော်ကိုအလုပ်နဲ့ပတ်သက်ပြီးစကားပြောခဲ့တယ် ပုံမှန်ထက်ပိုမိုလေးနက်တဲ့စကားဝိုင်းဖြစ်တဲ့ he spoke to me တစုံတယောက်ကဘာတူလဲ me me ဖြစ်တဲ့အတွက်တစုံတယောက်ဖြစ်တဲ့အတွက် speak ရနောက်မှာပေါ့နော် spoke ရနောက်မှာ to လေးလိုက်တယ် he spoke to me about the job အလုံးနဲ့ပတ်သက်ပြီးတော့စကားပြောခဲ့တယ်နောက်ထပ်ဥပမာတစ်ခုကကြတော့ we need to speak about the contract ငါတို့စာချုပ်နဲ့ပတ်သက်ပြီးတော့စကားပြောဖို့လိုတယ် okay we need to speak ငါတို့စကားပြောဖို့လိုတယ်ဘာလို့ ဘာကိုပြောဖို့လိုတာလဲ about the contract okay ဒါ contract ဆိုလို့ရှိရင်ဒါကတစုံတစ်ခုပေါ့နော်တစုံတစ်ခုဖြစ်သွားပြီတစုံတယောက်မဟုတ်တော့ဘူးတစုံတစ်ခုဖြစ်တဲ့အတွက် तू က about လေးနဲ့တွဲနားလည်မယ်နော်ပြီးတော့ speak ကိုဘာသာစကားတစ်ခုခုကိုပြောဆိုနိုင်တဲ့အကြောင်းပြောတဲ့အခါမှာလဲ speak ကို သုံးတယ်ပေါ့နော် subject ရယ် speak ရယ်ပြီးရင် language ရယ် အာတဖက်ထဲကနေပြောရတဲ့မိခွန်းပြောတယ်တင်ပြတယ်စတဲ့စကားဝိုင်းတွေမှာလဲ speak ကိုတုံးတယ်မိခွန်းပြောတာကတော့အလောက်ချောင်းတင်ပြတာလို့ပေါ့နော်ဥပမာကြည့်အောင် he speaks french fluently သူပြင်သစ်ဘာသာစကားပြင်သစ်စကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ် okay ပြင်သစ်စကားကိုပြောတတ်တယ် he speaks french fluently ဘာသာစကားတွေကိုပြောဆိုတဲ့နေရာမှာ speak ကိုတုံးတယ်ဥပမာဆိုရင် he speaks english အင်္ဂလိပ်စကားပြောတတ်တယ် he speaks chinese တရုတ်စကားပြောတတ်တယ်။ He speaks Japanese ဂျပန်စကားပြောတတ်တယ်။ဒီလိုမျိုးနေရာတွေဘာသာစကားကိုပြောနေနေရမှာလဲပြောနိုင်နေဆိုတဲ့ဟာကိုပြောနေနေရမှာလဲ speak ကိုသုံးတယ်။နောက်ထပ်ဥပမာကျတော့ He will speak at the conference သူညီလာခံမှာမိကွန်းပြောမှာဖြစ်တယ်။မိကွန်းပြောတာတွေတင်ပြတာတွေဒါတွေဆိုလို့ရှိရင် speak နဲ့သုံးတယ် He will speak at the conference okay နောက်တစ်ခုကကျတော့ she spoke about new marketing trends ူမကဈေးကွက်အစ်စ်ရှာဖွေရေးအကြောင်းတင်ပြခဲ့ဒါဆိုလို့ရှင်လဲ she spoke about new marketing trend တင်ပြတာ okay တစုံတစ်ခုကိုတင်ပြတာဘာတစုံတစ်ခုလဲ new marketing trends တွေဈေးကွက်အစ်စ်ရှာဖွေရေးတွေဒါတွေကိုသူမကတင်ပြခဲ့တယ်ဒါဆိုလို့ရှင်လဲ speak ကိုတုံးတယ် okay နောက်ထပ်တစ်ခုကကြတော့ talk talk ရဲ့အသုံးပြုပုံလေးပေါ့နော် talk ကကြတော့တဦးတည်းကိုပြောဆိုတာမဟုတ်ဘဲနဲ့နှစ်ဦးဒါမှမဟုတ်နှစ်ဦးထပ်ပိုတဲ့ရင်းနှီးတဲ့ဆက်ဆက်မှုရှိတဲ့စကားဝိုင်းတွေမှာ talk ကိုသုံးတယ် okay ပြောမယ်ဆိုလို့ရှိရင်တော့တကယ်ချင်းချင်းပြောတဲ့စကားဝိုင်းတွေလိုမျိုးပေါ့နော်ဆိုတော့ အာ speak လို့ပဲပေါ့နော် talk ကနားထောင်သူတူအူဆမ်းမွန်းပေါ့နော်လူတစုံတယောက်ကိုပြောတယ်ဆိုတဲ့ဟာကိုပြောချင်လို့ရှိရင်အနောက်မှာ to ဒါမှမဟုတ် with လေးလိုက်မယ်တစုံတစ်ခုအကြောင်းပြောတယ်အတစအကြောင်းအရာတစ်ခုခုကိုပြောတယ်ဆိုလို့ရှိရင် about နဲ့တွဲမယ်ဥပမာနဲ့ကြည့်ရအောင် let's talk after class အတန်းပြင်းစကားပြောကြရအောင်ရင်းနှီးတဲ့တာမန်စကားဝိုင်းနေ let's talk after class ဒါတငယ်ချင်းချင်းချင်းဟဲ့အတန်းပြင်းစကားပြောကြမယ်နော်ပြောမယ်ဆိုတော့အလာပါတလာပါပြောမှာကွယ်ဒါမျိုးစကားဝိုင်းဆိုလို့ရှင် let's talk နဲ့သုံးတယ်နောက်ထပ်ဥပမာတစ်ခုကကြတော့ she talks about her childhood often ရင်းနှီးတဲ့တာမန်စကားဝိုင်းနေဖြစ်တယ်သူမကသူမရဲ့ငယ်ဘဝအကြောင်းကိုမကြာခဏပြောပြတယ်သူမအကြောင်းအရာတစ်ခုကိုပြောရလေဘာအကြောင်းလဲ childhood childhood သူမရဲ့ငယ်ဘဝဒါဆိုလို့ရှင်တစုံတစ်ခုဖြစ်သွားပြီအဲ့အတွက် about လိုက်တယ်ပြီးတော့ she talks with her parents every day သူမသူမမိဘတွေနဲ့နေ့တိုင်းစကားပြောတယ်ဘယ်သူနဲ့စကားပြောရလဲသူမမိဘတွေနဲ့ တစုံတယောက်ဖြစ်သွားပြီ her parents her parents မို့လို့ with နဲ့သုံးတယ်ပေါ့နော် she talks with her parents every day အရင်နေ့တဲ့တာမန်စကားဝိုင်းနေပြောမယ်ဆိုလို့ရှိရင်တော့အလာပါတက်လာပါပြောတာပေါ့နော်ဒီနေ့ဘာဖြစ်ခဲ့လဲရုံမှာဘာဖြစ်ခဲ့လဲအလုံးမှာဘာဖြစ်ခဲ့လဲဒါမျိုးလေးတွေပြောကြဆိုကြတဲ့ဟာမျိုးလေးမှာ talk ကိုသုံးတယ် okay အဲ့တော့ အာကွဲပြားပုံနေကြည့်အောင် speak ရဲ့အသုံးပြုပုံကကြတော့တာမန်ထပ်ပို့ပြီးလေးနဲ့တဲ့စကားဝိုင်းနေမှာ speak ကိုသုံးတယ် talk ကကြတော့ယဉ်နီးပြီးတော့လွတ်လပ်တဲ့စကားဝိုင်းနေအလာပါတလာပါပြောရတဲ့တာမန်စကားဝိုင်းနေမှာဆိုရင် talk ကိုသုံးတယ် speak ကကြတော့တဖက်ထဲကနေပြောရတဲ့စကားဝိုင်းနေမိကွန်းတွေတင်ပြချက်တွေဟောပြောချက်တွေကိုပြောတဲ့နေရာမှာ speak ကိုသုံးတယ် talk ကကြတော့နှစ်ဦးတမမဟုတ်နှစ်ဦးထပ် ို့ပြီးတော့အပြန်လှန်ပေါ့နော်ပြန်လှန်ဆွေးနွေးမယ်ပြောဆိုမယ်တကယ်ချင်းညီစကားပြောနေကြတဲ့ဟာတွေဒါဆိုလို့ရှိရင် talk ကိုတုံးတယ် speaker ကြတော့ဘာသာစကားတစ်ခုခုကိုပြောဆိုနိုင်ချောင်ပြောတဲ့နေရာမှာလဲ speak ကိုတုံးတယ်ပေါ့နော်အာ speak နဲ့ talk နဲ့တူတာကြတော့အနောက်မှာနားထောင်တဲ့သူထည့်ကျင်နေဆိုလို့ရှိရင် to ဒါမှမဟုတ် with ကိုပေါင်းတယ်နားထောင်တဲ့သူပေါ့လူ လူပေါ့နော်လူတူတယောက်ကိုထည့်ကျင်နေဆိုလို့ရှိရင် to နဲ့ with နဲ့ပေါင်းတယ်လူတူတယောက်လည်းဖြစ်နိုင်တယ်လူအများလည်းဖြစ်နိုင်တယ်ပြီးတော့နောက်တစ်ခုကကြတော့တစုံတစ်ခု something ကိုပြောတယ်ဆိုလို့ရှိရင် about နဲ့တွဲတယ်ဒါကတော့ speak နဲ့ talk နဲ့ကတူတူပဲဆိုတော့ကျမတို့အခုလေ့လာသွားတာတော့ say ရယ် tell ရယ် speak ရယ် talk ရယ် ဲ့ဒီဟာတွေအကုန်လုံးလုံးချပစာလိုက်ပြီးတော့ဘယ်နားမှာဘာကိုစကားပြောတယ်ဘာကိုပြောတယ်လို့တုံးရမှမသိတဲ့စကားလေးလုံးပေါ့နော်ဒါကိုကျမတို့နားလည်အောင်အလေ့လာခဲ့တာဖြစ်တယ်ဒါလေးတွေကတော့တုံးရင်တုံးရင်နဲ့လည်းအုံနှုံးမှာမှန်သွားမှာဒါပေမဲ့ဒီဗီဒီယိုမှာကျမတိတိကျကျသိအောင်လို့ပြောပေးထားတယ်ဆိုတော့ဒါကိုလည်းကြည့်ပြီးတော့ကိုဖောက်ကို စာကြောင်းလေးမှာလိုက်ကြည့်ပြီးအော်ဒါလီယာ speak ကိုပြောရပဲ။အော်ဒါလီယာ talk ပဲ။ဒါလီယာဆိုလို့ရှင် say ကိုတုံးထားတာပဲ။ဒီလိုမျိုးလေးလိုက်ကြည့်စေချင်တယ်ပေါ့နော်။ ော်အဲဆိုလို့ရှင်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှင်လဲ like comment subscribe share လေးလုပ်ခဲ့ပြပါဦးအဲဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်နော်အကုန်လုံးပဲတတား